ကလောမြို့နယ်ဝက်ဖြူရည်ကျေးရွာနဲ့မခွေကျေးရွာကြားမှာရင်းတစည်းပရိတ်ပေါက်ပြီး6ထဲတိမ်မောက်ခဲ့ရာ3သေဆုံးပြီး14ဦးထဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျာ။ နိုဝင်ဘာ9ရက်မော်လင်းတနိုင်မိနစ်20ခန်းကရှမ်းပြည်နယ်ကလောမြို့နယ်ဝက်ဖြူရီကျေးရွာနဲ့မခွေကျေးရွာကြားမိုင်တိုင်အမှတ်56မြင်းဆောင်6မှာတောင်ကြီးကနေမန္တလေးကိုမောင်းနှင်လာတဲ့ရင်တစည်းဟာဗရိတ်ပေါက်ပြီးအချိန်မထိန်နိုင်မယ်။လမ်းရဲ့ဘက်ဘက်ကြောက်ထဲကိုတိမ်မောက်ခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်ကလောမြို့နယ်မိသက်စခန်းကတန်တီမိသက်တပ်ဖွဲ့ဝင်တွေနဲ့ရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေတွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ ရင်တိမ်မှမှုကြောင့်ရင်ပေါ်ပါအမျိုးသား၈ဦးအမျိုးသမီး၉ဦးစုစုပေါင်း၁၈ဦးအနက်အမျိုးသမီး၂ဦးနဲ့အမျိုးသား၁ဦးစုစုပေါင်း၃ဦးသေဆုံးခဲ့ပြီး၁၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတို့ကိုနတ်ပန်တက်လူမှုကွန်ရက်ရဲ့အသင်းမခွေကျေးရွာလူမှုကွန်ရက်ရဲ့အသင်းမြက်စေတနာမော်လူမှုကွန်ရက်ရဲ့အသင်းနဲ့မဟာလူမှုကယ်ဆယ်ရေးအသင်းအောင်မဲတို့ကရှင်တွင်နဲ့ကလုံးမြို့ပြည်သူ့စီရင်ကိုကိုကြီးပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါဗျ။